ပေါ်တူဂီနဲ့ဟန်ဂရီအသင်းတို့နှကိုးစီတည်ကြခဲ့တယ်။2016ကမ္ဘာ့ဗလာခြေစစ်ပွဲမှာပေါ်တူဂီအသင်းတို့နှကိုးစလုံးသွင်းခဲ့တဲ့အသင်းကောင်းဆောင်ရနေတို့ဟာကမ္ဘာ့ဗလာခြေစစ်ပွဲတမိုင်းမှာဂိုးသွင်းအများဆုံးကစားသမားဖြစ်ဆန်ရင်တစ်တင်ခဲ့ပါတယ်။အသက်40နှစ်ရွယ်ရှိရနေတို့ဟာဒီဘက်မှာသွင်းခဲ့တဲ့နှကိုးကြောင့်သူ့ရဲ့ကစားသမားဘဝကမ္ဘာ့ဗလာခြေစစ်ပွဲတွေမှာ42ဂိုးအထိသွင်းယူထားတာဖြစ်ပါတယ်။ကမ္ဘာ့ဗလာခြေစစ်ပွဲတွေမှာဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားဖြစ်အရင်ကဆန်ရင်တင်ထားတဲ့သူကဂွာဒီမာလာတိုက်စစ်မှုဟောင်းကာရိုစုဖြစ်ပြီး39ဂိုးကိုသွင်းယူထားတာပါ။ အခုချိန်မှာရော်နယ်ဒိုကကာလိုလုစ်နဲ့တူညီနေတဲ့စံချိန်ကိုကျော်ဖြတ်ပြီးကမ္ဘာဝလာခြေစစ်ပွဲတွေမှာဂိုးသွင်းအများဆုံးအစားသမားအဖြစ်စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုရဲ့အဓိကပြိုင်ဘက်ကြီးဖြစ်တဲ့အာဂျင်တီးနားသင်းကောင်းဆောင်မက်ဆီကကမ္ဘာဝလာခြေစစ်ပွဲတွေမှာ36ဂိုးသွင်းထားပြီးတတိယဂိုးများဆုံးသွင်းထားတဲ့သူဖြစ်ရပ်တည်နေတာပါ။ professional ကစားသမားဘဝတွင်ကိုတထောင်ပြေးဖို့ကြီးမန်းထားတဲ့ brand တော်ဟာလက်ရှိချိန်မှာကလန်နဲ့နိုင်ငံအသင်းတွေစုစုပေါင်းတွင်ကို948ကိုတွင်ထုတ်ထားပါတယ်ပေါ်တူဂီတင်ဟာဒီဘက်မှာဟန်ဂရီတင်ကိုမိနစ်60အထိဦးဆောင်နိုင်ခဲ့ပေမယ့်နောက်ကျင်းချိန်ပို10မိနစ်မှာပြေးခဲ့ရတဲ့ခြေပကိုကြောင့်2016ကမ္ဘာဖလားပြိုင်ပွဲခြေစစ်ပွဲအောင်မြင်ဖို့စောင့်ဆိုင်းရအောင်ပါပါပေါ်တူဂီတင်ဟာ2016ကမ္ဘာဖလားခြေစစ်ပွဲအုပ်စုပွဲအစဉ်၄ပွဲကစားပြီးမှဂျာမက်ဆယ်မက်နဲ့ဒုတိယနေရာကဟန်ဂရီတင်ကို9မှတ်ဖြတ်ကဦးဆောင်နေပါတယ် ပေါ်တူဂီသင်ဟာလာမယ့်နိုဝင်ဘာမှာ2026ကမ္ဘာ့ဝလာခြေစစ်ပွဲနောက်ဆုံးနှစ်ပွဲဖြစ်အာရလန်အာမေးနီးယားသင်တို့နဲ့ရှင်ပြိုင်ရမှာဖြစ်ပြီးဒီပွဲတွေမှာရလက်ကောင်းခဲ့ရင်ကမ္ဘာ့ဝလာခြေစစ်ပွဲအောင်မြင်ပြီးဖြစ်ပါတယ်